This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီညွတ်ရေးအစိုးရရဲ့အတံဖုန်းဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပါရှင်။ဒီမှာအပောင်းနဲ့ဖြည့်ဆုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပါရှင်။ ရေဒီယို NUG ကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးတို့မှကင်ဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို NUG ဖွယ်သားများမှဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်မေလ12ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပရမအူးစွာရေဒီယို NUG စီရေးသတင်းကောက်နှုတ်ချက်ကိုဖတ်ကြားတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ12ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးသတင်းနေဖြင့်တပရင်နောက်ဖက်ချမ်းအိုးထိန်တွင်ကြေးရွာစာတင်ကျောင်းသို့အကျန်းဖက်ဆက်ကဆမှအကျောင်းမဲ့လေကျောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီးပြည်သူအများအပြားသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းတပရင်မြို့နယ်အတွင်းကအိုထိန်တွင်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကဒီနေ့မနက်9:36မိနစ်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူအနည်းဆုံး18ဦးအထိသေဆုံးထားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားကြောင်း PVTV မှသတင်းထုတ်ပြန်ထားပါတယ်။လက်တလောကလေးသေဆုံးက18ယောက်အထိဖြစ်နေပါပြီ။ဒဏ်ရာရတာ20ပါ။ထပ်တိုးနိုင်သေးတယ်လို့ PVTV ကဆက်သွယ်မေးမြန်းမှုကိုမွန်းလွဲ7:43မိနစ်မှာပြန်လည်ဖြေဆိုထားတာပါ။ ဂျမ်ဖတ်စစ်တပ်ကပြစ်ခတ်တိုက်ခိုက်သွားတဲ့စာတင်ကြောင်းကအိုးထိန်တောင်ရွာနဲ့မြောက်ရွာနှစ်ရွာကြားမှာရှိတာဖြစ်ပြီးစာတင်နေချိန်မှာဂျမ်ဖတ်စစ်တပ်ကအခုလိုတိုက်ခိုက်ခဲ့တာပါစာတင်ကြောင်းကိုလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ Jet Fighter ကဂျမ်ဖတ်စစ်တပ်ရဲ့မိဒီလာရှမ်းတဲကတက်လာတဲ့ Jet Fighter ဖြစ်တယ်လို့လည်းကနဦးသတင်းရရှိထားပါတယ်စာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်ခံရမှုအတွင်းတေဆုံးဒဏ်ရာရသူတွေကိုဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့လည်းသတင်းရင်းမြစ်ကပြောပါတယ် ဒီကျောင်းကနေတိုက်ခိုက်ခံရတဲ့စာတင်ကျောင်းကအလဲတန်းကျောင်းဖြစ်ပြီးတော့တည်ဆုံသူတွေထဲမှာကလေးတွေအပြင်စာတင်ကြားနေတဲ့ဆရာတွေလည်းပါဝင်နိုင်တယ်လို့သိရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်စင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာတို့တရအူတက် jet fighter ဖြင့်စကားဆ၄ချောင်းတိုက်ခိုက်ခဲ့၍အရသား၂ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။စင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာတို့တရအူတက် jet fighter ဖြင့်စကားဆ၄ချောင်းတိုက်ခိုက်ခဲ့၍ အရသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့ပါတယ်။2025ခုနှစ်မေလ17ရက်မနက်6:55မိနစ်အချိန်တွင် စင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာသို့တရဦးတက်စက္ကစဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့ရပြီးပြည်သူများအနေဖြင့်စက္ကစနှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့်လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုချင်းများတူးထားကြရန်နှိုးဆော်ထားပါသည်ခမညာ ဆက်လက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ25ကုတ်ကဲမှုအောက်ရှိပဲခူးခရိုင်အမှတ်နှစ်တပ်ရင်း P23702E ရှည်တန်းစစ်စင်ရေးပုံရိပ်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ25ကုတ်ကဲမှုအောက်ရှိပဲခူးခရိုင်အမှတ်နှစ်တပ်ရင်း P23702E ရှည်တန်းစစ်စင်ရေးပုံရိပ်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ဖော်ပြလိုက်ပါတယ်။ မေလ12ရက်နေ့ဖော်ပြချက်အရပြည်သူ့ကာကွယ်ရေးတပ်မတော်ပြူဟာ25ကုတ်ကဲမှုအောက်ရှိဘကိုးခရိုင်အမှတ်နှစ်တရင် P23702 ဤရှေ့တန်းစစ်စင်ရေးပုံရိပ်များလို့ဖော်ပြပါဗျ။လက်တလုံးမှာမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းအမှတ်1စစ်စင်ရေးနယ်မြေနှင့်အမှတ်2စစ်စင်ရေးနယ်မြေတို့၏အစီအစဉ်ကရင်မျိုးသားအစည်းအရုံးတပ်မဟာ3ဦးပူးပေါင်းဆောင်ရွက်မှုဖြင့်2025ခုနှစ်မေလ8ရက်ကပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချောက်ကျေးရွာရှိ အကြံဖတ်စစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ခင်ဗျာဆလဘီချင်းညီနောင်ထိန်းချုပ်နေမြများအတွင်ရှိပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်တော်လိုင်းအင်အားစုများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ချင်းညီနောင်ကထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် ချင်းညီနောင်ထိန်းချုပ်နယ်မြေများအတွင်ရှိပြည်သူလူထုဤအသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်တော်လိုင်းအင်အားစုများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ချင်းညီနောင်ကထုတ်ပြန်လိုက်ပါတယ်။ဧပြီလ26ရက်မှ29ရက်အထိကိုစလဲ39ဦးနှင့်မြေပြင်အစည်းအဝေးကျင်းပခဲ့တယ်လို့ချင်းညီနောင်ကသတင်းထုတ်ပြန်ပါတယ်။ချင်းညီနောင်ထိန်းချုပ်နယ်မြေများအတွင်ရှိပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်ကျန်းမာရေး၊ပညာရေး, စားနပ်ရိက္ခာပူလုံရေးအစရှိသည့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပရှိမိဘပြည်သူများတော်လိုင်းအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်အခြေခံသဘောတူညီချက်များချမှတ်ခဲ့ကြတယ်လို့ဖော်ပြပါတယ်ဒါအပြင်ချင်းညီနောင်နှင့်ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ရန်ပုံမကျစ်လက်ခိုင်မာသောတပ်မတော်တရက် Standard Army အဖြစ်ဖွဲ့စည်းသွားမယ်လို့ကြေညာချက်မှာဖော်ပြပါရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးချစ်တဲ့စစ်ကြောင်းမှ အခြေခံစစ်တင်နန်းအပတ်စဉ်က တိုက်ခိုက်ရေးတပ်သားတင်များနှင့်ချစ်တဲ့စစ်ကြောင်း drone တပ်ဖွဲ့ဝေဟင်အင်အားဖြင့်တင်ရေးတပ်သားတင်များခေါ်ယူတဲ့သတင်းကိုတင်ပြပေးပါမယ်။ချစ်တဲ့စစ်ကြောင်းမှအခြေခံစစ်တင်နန်းအပတ်စဉ်ကတိုက်ခိုက်ရေးတပ်သားတင်များနှင့်ချစ်တဲ့စစ်ကြောင်း drone တပ်ဖွဲ့ဝေဟင် အင်အားဖြင့်တင်ရေးတပ်သားတင်များခေါ်ယူလျက်ရှိပါတယ်။အိမ်ပြန်လန်းခရီးကြမ်းကြီးမှာတစ်ဆက်ကမှမနာဘဲအာသွန်ခွန်ဆိုင်စူးစားခဲ့ရာ ယခုဆိုလူလူအောင်ပွဲပေါင်းများစွာရရှိခဲ့ပြီးဖြစ်ပါတယ်။အာနာရှင်တို့ရဲ့ဖိနှိပ်မှုပေါင်းများစွာကို လူလူမှခါခါတီးတီးခံစားခဲ့ရပြီးဘယ်လိုအခြေအနေမျိုးမှမဆိုယုံထနိုင်ခဲ့ပါတယ်။ဒီအခက်ခဲပေါင်းများစွာတို့မှလွတ်မြောက်နိုင်ရေးအတွက်ကျစ်တဲ့နဲ့စစ်ကြောင်းမှတပ်သားတစ်များကိုစီစစ်ခေါ်ယူလျက်ရှိတယ်လို့အသိပေးဆိုထားပါတယ်။တသားတိလျှောက်ထားလူသူများအနေနဲ့ကျစ်တဲ့နဲ့စစ်ကြောင်းတို့ဆက်သွယ်နိုင်ကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီး ြန်မာစစ်အုပ်စုကိုလောင်စာဖြည့်ပေးနေသည့်အာဆီယံတထည်ကြီးများအားဖော်ထုတ်ရန်အာဆီယံအသက်30အထက်မတမာသူများစည်းရင်းကို Justice for Myanmar ကထုတ်ပြန်တဲ့သတင်းအကြောင်းအရာကိုတင်ပြပေးပါမယ်။မြန်မာစစ်အုပ်စု၏ရက်ဆက်ကြမ်းကြုတ်သောအကြမ်းဖက်စစ်ဆင်ရေးကိုအားပေးကူညီခဲ့သည့်အရှိတောင်အာရှတလွှားမှတထည်ကြီးများအားအများပြည်သူတို့ဖော်ထုတ်ရန်အတွက်အာဆီယံအသက်30အထက်မတမာသူများစည်းရင်းကို Justice for Myanmar မှယနေ့စတင်ထုတ်ပြန်လိုက်ပါသည်။ အသည့်ထုတ်ပြန်လိုက်သည့်ဂုံတရေပြတ်သူများသည်အရှိတောင်အာရှတလွားရှိဩစာတိတ်ကမကြီးမာသောတထေးကြီးစနဦးတို့ဖြစ်ပြီး၎င်းတို့သည်ဗန္နာငွေပံပိုးခြင်းစစ်အုံဆောင်ရောင်းချခြင်းဗန္နာဤဝန်ဆောင်မှုများပေးအပ်ခြင်းတို့မှတဆင့်စစ်အုပ်စု၏ရက်ဆက်ကြမ်းကြုတ်မှုကြီးများမှအကျိုးမြတ်ရရှိနေသူများဖြစ်ကြတယ်လို့ဖော်ပြပါသည်။အာဆီယံအသက်30အထက်မတမာသူများဆင်းရဲတွင်ပါဝင်သောဂုံတရေပြတ်သူ12ဦးတို့တွင် Robert Koch မလေးရှား Cherin Tiriwatana Hatti Thai ငွေရင်တီဖူအန်တောင်ဗီယက်နမ်ချက်ချန်းရန်ပန်ဝေါင်ထိုင်းလီတီရှိ စင်ကာပူတို့ပါဝင်ပါတယ် Justice for Myanmar ဤပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က၄နှစ်အတွင်းအာဆီယံကမြန်မာပြည်သူတွေအတွက်တာဝန်ပြက်ကွက်ခဲ့ပါတယ်သူတို့ဘုံသဘောထား၅ရက်ကအေးအေးယူမှုမရှိပြက်ကွက်မှုတွေအတွက်စင်သေးကိုစိတ်တည်ရည်နဲ့ဖုံးနာတာဖြစ်ပြီး တဖက်မှာအစိုးရအဖွဲ့ဝင် လူချမ်းသာတစုကစစ်ရာဇဝတ်ကောင်တွေလက်ထဲကိုစစ်လက်နက်နဲ့စစ်သုံးပစ္စည်းတွေဆက်ပြီးစီးဆင်းနေစေတာပါဒီဘီလီယံနာတထေးကြီးတွေကကမ္ဘာခေါင်းဆောင်တွေနဲ့အကျွမ်းတဝင်ရှိကြပြီးအဖို့တန်စီမံကိန်းကြီးတွေမှာယင်းနှိမ့်ညံ့ကြပါတယ်စစ်အုပ်စုလေချောင်းတိုက်ခိုက်မှုတိုင်းရဲ့နောက်ွယ်မှာစီးပွားရေးဆက်နွယ်မှုတစ်ခု အမြဲရှိပြီးအဲ့ဒီစီးပွားရေး elite တွေအနေနဲ့မဖြစ်မနေတာဝန်ခံရမှာဖြစ်ပါတယ်လို့ပြောပါတယ် 2022ခုနှစ် Justice for Myanmar သည်စင်ကာပူနိုင်ငံတွင်လုပ်ကိုင်နေသည့်စစ်လက်နက်ပွဲစားကုမ္ပဏီ38ခုအားပေါ်ထုတ်ခဲ့ပြီး2023ခုနှစ်တွင်စင်ကာပူနိုင်ငံသည်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ254တန်ဖြင့်မြန်မာနိုင်ငံသို့တတိယအကြီးဆုံးစစ်လက်နက်ရောင်းချသည့်နိုင်ငံဖြစ်ကြောင်းကုလသမဂ္ဂကအစီရင်ခံခဲ့ကာရင်းနောက်တွင်အရေးယူဆောင်ရွက်ရန်အတွက်စီးပွားရေးလုပ်ငန်းများနှင့်အစိုးရများအပေါ်ဖိအားပေးရန်အတွက်ဒူမိုစင်ကာပူလှုပ်ရှားမှုကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်ခင်ဗျာ ဆက်လက်ပြီးအင်အားပြင်းငလင်လှုပ်ခတ်မှုပေးတင့်နေခြင်းအကြံဖတ်စစ်အုပ်စုကရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးတေဆုံးသူ330ကျော်ရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်အင်အားပြင်းငလင်လှုပ်ခတ်မှုပေးတင်နေခြင်းအကြံဖတ်စစ်အုပ်စုကရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးတေဆုံးသူ330ကျော်ရှိခဲ့တယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ င်အားပြင်းငလင်လှုပ်ခတ်မှုပဲတင့်နေခြင်းအကြံဖတ်စစ်အုပ်စုကအရတားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့်အရတားပြည်သူတေဆုံးထိခိုက်ဒဏ်ရာရအချက်လက်များကိုမတ်လ28ရက်မှမေလ9ရက်2025အထိလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမှတ်တမ်းများကောက်ယူပြုစုထားပါတယ်။အဆိုပါအချက်လက်များအရလေကြောင်းတိုက်ခိုက်မှု382ရှိခဲ့ပြီးတေဆုံးသူ334ဦးထိခိုက်သူ952ဦးရှိခဲ့ပါတယ်။ ေကြောင်းတိုက်ခိုက်မှုကိုအများဆုံးခံစားရတဲ့ဒေသများမှာစကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ကရင်ပြည်နယ်တို့ပါဝင်ပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်မိုးကုံမြို့နယ်တွင်မူရစ်စေဝါ၃ဆွဲသူကိုအူဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်ပြည်တပ်မဟာ၃နယ်မြေမိုးကုံမြို့နယ်တွင်ပလောင်ပြည်နယ်လွမြော်ရေးတပ်ဦး PSLF TNL ၏တအောင်ပြည်ရဲတပ်ဖွဲ့မှမူရစ်စေဝါ၃ဆွဲသူကိုအူကိုဖမ်းဆီးရမိခဲ့တယ်လို့အတည်ပြုထုတ်ပြန်ပါတယ်။ မေလ၈ရက်နေ့တွင်ဗဟိုရဲတပ်ဖွဲ့ခရိုင်ရဲတပ်ဖွဲ့နှင့်မြို့နယ်ရဲတပ်ဖွဲ့တို့မှပူးပေါင်းပြီးမြို့အဝင်ထွက်ရှိဂိမ်းများနှင့်ကျေးရွာများအပါအဝင်တွားရောက်စစ်ဆေးမှုများပြုလုပ်ရာတွင်တုံးဆွဲသူအများအပြားဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူများကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSLF TNLA တအောင်းပြည်ရဲတပ်ဖွဲ့မှမူရစ်စေဝါဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ PSLF DNL မှမူရစ်ဆေးဝါးသုံးဆွဲသူများကိုအကျဉ်းစာရိတ္တပြုပြင်ရေးစခန်းတွင်6လကြာပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။2025ခုနှစ်တွင် PSLF DNL ဤတအောင်းပြည်ရက်တပ်ဖွဲ့မှ ခရိုင်9ခုတွင်ရှိသောမြို့နယ်16မြို့အတွင်မူရစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းများကိုရခင်ထက်ပိုမိုလှုပ်ဆောင်လာမှုကြောင့်မူရစ်ဆေးဝါးရောင်းရွယ်သူနှင့်သုံးဆွဲသူအများအပြားဖမ်းဆီးရမိခဲ့ပါတယ်။ ဧပြီလတွင်လည်းတောင်ပြည်ရက်တက်ဖွဲ့မှမူရစ်စေဝါရောင်းဝယ်သူ73ဦးနှင့် သုံးဆွဲသူ65ဦးတို့ကိုဖမ်းဆီးရေးယူနိုင်ခဲ့ပါတယ်ခမညာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါတယ်ခမညာ Video NUG မှဆက်လက်အတန်းလွှင့်ပေးနေပါတယ်။စီရီသတင်းကောင်းထုတ်ချက်ပြီးမှတော့ပြည်တွင်းသတင်းများကိုຫນွေဦးမွန်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။အင်္ဂလန်ညချမ်းပါရှင်။2025ခုနှစ်မေလ12ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Video NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမွန်ပါ။ ပြမအောင်ဆုံးတင်ပြပေးမယ့်တင်ကတော့ဂျမစယောစုရဲ့လူခွင့်ကော်မရှင်ဟာနိုင်ငံတကာကသတ်မှတ်ထားတဲ့စံချိန်စံညုံးတွေမပြည့်ယုံနေမှာကပဲပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုမှုတွေပါမရရှိတဲ့အခြေအနေဖြစ်ပါတယ်လို့ဆိုတဲ့တင်မယ်ဖြစ်ပါတယ်။ဂျမစယောစုရဲ့လူခွင့်ကော်မရှင်ဟာနိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန်စံညုံးတွေမပြည့်ယုံနေမှာကပဲနဲ့ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုမှုတွေပါမရရှိတဲ့အခြေအနေဖြစ်ပါတယ်လို့လူခွင့်ဝင်စီဦးအောင်မျိုးမင်းကဆိုပါတယ်။ ကော်မရှင်ဝင်တွေကဘယ်သူတွေမှန်းလဲမသိဘူးဘာတွေလုပ်နေမှန်းလဲမသိဘူးလူခင်ရင်းနဲ့ပတ်သက်လို့တခါမှလည်းချိုးဖောက်မှုအကြောင်းလေးသန်းတော့မဟာရဲကြဘူးချိုးဖောက်နေတဲ့အဖြစ်အပျက်တွေကိုအမှန်တိုင်းတင်ပြရဲတဲ့အရာလေးမရှိခဲ့ကြဘူးအဲ့အတွက်ကြောင့်မို့ကော်မရှင်ဝင်တွေကပြင်းထန်မှုဝါတာ Paris Principle အတိုင်းမိခိုကင်းကရည်ဒီချက်ခိုင်ခိုင်လုံလုံနဲ့ကော်မရှင်တာဝန်ကိုထမ်းဆောင်နေတာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်နိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေမပြည့်ုံနေမှာပဲနဲ့ ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါမရရှိတဲ့အခြေအနေမျိုးကထင်းထင်းရှားရှားရှိနေပါတယ်လို့ဝန်ကြီးကဆိုပါတယ်။ဖေဖော်ဝါရီလတည့်ရက်2021ခုနှစ်မတရားဆရာနာလူမှုဖြစ်စဉ်စတင်ချိန်မှလေလ9ရက်2025ခုနှစ်အထိချက်မတ်စီအုပ်စုနဲ့၎င်းရဲ့လက်ပါစီများကြောင့်လူတော်လေးကာလာတွင်သိဆုံးခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ6621ဦးရှိခဲ့ပြီဖြစ်တယ်လို့ AABB ကဖော်ပြထားပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ CDM သူနာပြည်တွေတာဖွားတွေဟာဆိုရင်စစ်ကောင်စီရဲ့ရုံမှာရက်စမှုတွေကြားကနေကြံ့ကြံ့ခံပြီးတော့တော်လိုင်းရေးမှာပါဝင်ဆောင်ရွက်နေကြသူတွေပဲဖြစ်တယ်လို့ကျမရေးသူဝင်စီကုံပြူပြောကြားတဲ့သတင်းအကြောင်းအရာဖြစ်ပါတယ်။စီဒီယံသူနာပြည်တွေတာဖွားတွေဟာဆိုရင်စစ်ကောင်စီရဲ့ရုံမှာရက်စမှုတွေကြားကနေကြံ့ကြံ့ခံပြီးတော့တော်လိုင်းရေးမှာပါဝင်ဆောင်ရွက်နေကြသူတွေပဲဖြစ်တယ်လို့ကျမရေးသူဝင်စီဒေါက်တာရွှေပုံကကုံပြူပြောကြားလိုက်ပါတယ်။၂၀၂၅ခုနှစ်မေလ၁၀ရက်နေ့တွင် ဂျာကာလာဖက်ဒရယ်ဒူနာဗျူနဲ့တာဖွားကောင်စီမှကြီးမှုကျင်းပခဲ့သောပြည်ပဆိုင်ရာတာဖွားများနည်းနဲ့ပြည်ပဆိုင်ရာဒူနာဗျူများနည်းအခမ်းအနားမှာမြို့သားညီညွတ်ရေးအစိုးရအကြမ်းဝင်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးဒေါက်တာရွှေပုံကအဖွဲ့မှစကားပြောကြားရမှာထည့်သွင်းပြောပါရယ်မြန်မာနေထားမြန်မာနိုင်ငံရဲ့အကြမ်းအင်ဆောင်ရှားမှုဟာဆိုရင်မြန်မာနိုင်ငံတမိုင်းမှာတစ်ခါမှမကြုံဘူးခဲ့တဲ့အခင်းအကျင်းမျိုးနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါရယ်2020ခုနှစ်ဖေဖော်ဝါရီလမှာပြည်သူရဲ့အာဏာကိုဂျမတ်ဆူဆူကမတရားသဖြင့်သိမ်းယူခဲ့တဲ့အချိန်ကစပြီး မြန်မာနိုင်ငံရဲ့သမိုင်းမှာအင်အားအကောင်းဆုံးဖြစ်တဲ့စီဒီအမ်လှုပ်ရှားမှုဟာမြို့တော်လေးရဲ့တအုပ်ကနေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။အနာသိမှုမတိုင်ခင်ကလည်းကိုဗစ်ပထမလိုင်းဒုတိယလိုင်းတွေမှာပြည်သူနဲ့တသားတဲ့ကုနာပြည့်ဆရာဆရာမတွေဒါဖွားဆရာမတွေဟာရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကိုနေမအားညာမအားမပင်မပန်းနဲ့ပြည်သူဆိုရနဲ့အတူတူတက်ညီလက်ညီဆောင်ရွက်ခဲ့တာမို့လို့ပြည်သူအလုံးကလည်းကျမကြီးသူရဲကောင်းတွေဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်မှာတော့အာဓမကိုတွန်းလိုက်ဓမ္မဘက်မှာရရဲ့ဝန်းကိုပါဝင်နေကြတယ်စီရမ်သူနာပြုတွေတားဖွာတွေဟာဆိုရင်စီရမ်တွေကိုဖက်ဖက်ကနေထိုးနှက်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စကောင်စီရဲ့ရုံမာရဲ့ဆက်မှုတွေကြာကနေကြံ့ကြံ့ခံပြီးတော့တော်လင်းမှာပါဝင်ဆောင်ရွက်နေကြသူတွေပဲဖြစ်ပါတယ်လို့ဒုဝင်ကြီးကပြောပါတယ်။လက်ရှိမှာတော်လင်းဘက်ကဆက်လက်ရည်တည်စေစီရမ်သိမ်းတဲ့ချီရှိနေစေဖြစ်ပြီးတိုင်းရင်းသားဒေသများတွင်ပြည်သူ့ဂျမိုင်းဆောင်ရှားမှုဝန်ဆောင်မှုများပေးအပ်လျက်ရှိပါတယ်ရှင်။ မြန်မာနိုင်ငံသူနာပြုနဲ့တားဖွားတင်တဲ့အကြောင်းများယာယီကောင်စီမှနှစ်နှစ်ကျော်ကာလအတွင်းចောင်းသား900ကျော်ကိုအောင်လက်မဲ့ချိမြင့်နိုင်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်မြန်မာနိုင်ငံသူနာပြုနဲ့တာဖွားတင်တဲ့ကြောင့်များယာယီကောင်စီမှနှစ်နှစ်ကျော်ကာလအတွင်းចောင်းသား900ကျော်ကိုအောင်လက်မဲ့ချိမြင့်နိုင်ခဲ့တယ်လို့မေလ22ရက်ကအသိပေးဆိုပါတယ်2021ခုနှစ်ကလေးကဂျာကာလပညာရေးအစီအစဉ်အကောင့်ထဲပေါ်နိုင်ဖို့မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့သူနာပြုတင်တဲ့ကြောင့်များတာဖွားတင်တဲ့ကြောင့်များ တူနာပြည်နယ်တာဝါတင်တဲ့အကြောင်းများနှိနွယ်ကြောင်းများအားလုံးပေါင်းစီပြီးမြန်မာနိုင်ငံတူနာပြည်နယ်တာဝါတင်တဲ့အကြောင်းများယာယီကောင်းစီကိုဖွဲ့စည်းပြီးပုံမှန်တင်ကြားရေးကိုစတင်ဆောင်ရွက်ခဲ့ကြပါတယ်။2022ခုနှစ်မှာနောက်ဆုံးဆောင်ပွဲဖြစ်ရန်သာကြံသောတတိယနှစ်အတန်းကိုပညာရေးဆိုင်ရာတက်မြောက်မှုအာမခံချက်ပေးနိုင်ရန်ကျောင်းသီးသီးမှတင်ကြားရေးစီမံအုပ်ချုပ်ရေးဆောင်ရွက်ခဲ့ကြတဲ့ဆရာများတိုင်ပင်ဆွေးနွေးကလူဝတ်သောပြန်လည်ဆွေးနွေးပေးမှုများကဲဖြတ်စစ်ဆေးမှုများကိုစတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ။ဒီချိန်ထဲမှာပဲဒုတိယနှစ်ပထမနှစ်အတန်းများကိုလည်းပညာဆက်လက်သင်ယူလို့တော့ကျောင်းသားကျောင်းသူများအတွက်အတန်းတင်ပေးနိုင်မှုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်လို့ဆိုပါရယ်။2023ခုနှစ်တွင်ပထမအကြိမ်ကျောင်းသား400နှစ်ယောက်ကို အောင်လက်မှတ်ပေးအပ်ချိန်မြှင့်နိုင်ခဲ့ပြီး2024ခုနှစ်တွင်ဒုတိယအကြိမ်ကျောင်းသားအယောက်100 2025ခုနှစ်တွင် တတိယအကြိမ်ကျောင်းသား38ယောက်ကိုအောင်လက်မှတ်များချိန်မြှင့်နိုင်ခဲ့ပါရှင်။ဆက်လက်ပြီး ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ကြသည့်မြန်မာပြည်သားမိသားစုများ၏ကလေးများအတွက်ဖွင့်လှစ်သည့်အကြောင်းများမှဆရာဆရာမများကိုဝေဖန်ပိုင်းခြားစဉ်းစားခြင်း RWCT နီးစနစ်များကိုဆွေးနွေးပူးခြားလျက်ရှိတယ်ဆိုတဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။ထိုင်းနိုင်ငံမှာရွှေ့ပြောင်းနေထိုင်ကြတဲ့မြန်မာပြည်သားမိသားစုတွေရဲ့ကလေးများအတွက်ဖွင့်လှစ်ထားတဲ့အကြောင်းများမှဆရာဆရာမများကိုဝေဖန်ပိုင်းခြားစဉ်းစားခြင်း RWCT နီးစနစ်များကိုဆွေးနွေးပူးခြားလျက်ရှိတယ်လို့စင်စားတွဲခေါ်သောစာသင်ခန်းတည်ထောင်သူဒေါက်တာသိန်းလွင်ကအတည်ပြုဆိုထားပါတယ်။ ကြောင်မျိုးကြောင့်ထိုင်းနိုင်ငံမှာရွှေပြောင်းနေထိုင်ကြတဲ့မြန်မာပြည်သားမိသားစုများ၏ကလေးများအတွက်ဖွင့်လှစ်သည့်ကြောင်များမှဆရာဆရာမများနဲ့တက်ချွစွာသင်ယူခြင်းဝေဖန်ပိုင်းခြားစဉ်းစားခြင်း RWCT နည်းစနစ်များကိုဆွေးနွေးပို့ချလျက်ရှိပါတယ်လို့ဆိုပါတယ် Thinking Classroom Foundation မှာ Reading and Writing for Critical Thinking RWCT သင်တန်းများကို KN ဒေသပါဝင်မြန်မာပြည်အဝန်ကနေရာဒေသများကိုလည်းပို့ချပေးခဲ့ပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်တင်ကတော့မကြခင်လှုပ်ရှားမဲ့ WOA Weaponization of Aid Campaign မှာပြည်သူတဦးချင်းမှမိမိတက်နိုင်သည့်အဖြစ်ပါဝင်အသံထုတ်ပေးကြရန်နှိုးဆော်တဲ့တင်ဖြစ်ပါတယ်။မကြခင်လှုပ်ရှားမဲ့ WOA Weaponization of Aid Campaign မှာပြည်သူတဦးချင်းမှမိမိတက်နိုင်သည့်အဖြစ်ပါဝင်အသံထုတ်ပေးကြရန် Black Money Campaign MM ကအသိပေးနှိုးဆော်လိုက်ပါတယ်။ဂျမ်မစီယုစုဟာ2008နာကေဘေးအတွက်နိုင်ငံတကာကယ်ဆယ်ရေးကူညီတွေကိုလက်နက်ဖြင့်အသုံးပြုခဲ့ပါတယ်။ ခုမလ2025စကိုင်းမြင်ကလင်းဘေးမှာလဲဒုကဲသူဒူညီတိလူသားမဆန်တော့ရွှန်ရှာပွဲရပြုမှုကိုထပ်မံလှုပ်ဆောင်နေတာတွေအတွက်ထပ်ပြီးအခွင့်အရေးမရတဲ့မှာကျမတို့အားလုံးတွေတွန်းလှန်ရမိတာဝန်ရှိပါတယ်ထို့တက်ကြောင့်များမကြခင်လှုံရှားမဲ့ WOA Wabonization of Aid Campaign မှာပြည်သူတဦးချင်းမှမိမိတက်နိုင်သည့်အားဖြင့်ပါဝင်အသံထုတ်ပေးကြပါရန်လေးစားစွာမြစ်တာရက်ခံတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်လို့ဆိုထားပါတယ်မလ28ရက်မိုးလွယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်းကြောင့် ဥယျာဉ်၃နောင်ကျော်သေဆုံးခဲ့ရပြီးစစ်အုပ်စုဟာနိုင်ငံတကာကူညီနဲ့ငွေကြေးများရယူထားတော့လဲလက်တွဲမြေပြင်မှာမျက်မြင်ပေးအမှုများပြောင်းဆုံနေစေဖြစ်ပါရဲ့ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့နေပြည်တော်မှာဒီကနေ့မနက် Restar Scale 0.3အဆင့်နဲ့အင်အားတင်တင်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့။နေပြည်တော်မှာဒီကနေ့မနက် Richter Scale 0.3အဆင့်နဲ့အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့သတင်းရရှိပါရတယ်။ 2025ခုနှစ်မေလ12ရက်နေ့မြမစံတော်ချိန်နနက်6:10မိနစ်အချိန်ကမှနေပြည်တော်ရှေ့မြောက်ဘက်36ကီလိုမီတာကွာမြေအောက်နက်10ကီလိုမီတာကိုပို့ဖို့ပြုပြီး Richter scale 0.3ညအဆင့်နဲ့အင်အားအသင့်တင့်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။စကိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်များဆက်လက်လောက်ခတ်နိုင်သည့်အတွက် ငလင်းပင်ဆောင်ရက်ရှောင်းရံသတိပြုရန်များနဲ့ညီနေထိုင်ကြဖို့လဲ့တီးပြီးနှိုးဆော်ထားပါရဲ့ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာကီမှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။ဗီဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာဒီနေ့နဲ့မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်ကို Airy မှတင်ဆက်ပေးထားပါတယ်ခင်ဗျာ င်္ဂလာပါရှင်မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးဆက်လက်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားကနေနေရာစိတ်စိတ်မိုးထုံချွာနိုင်ပြီးမကွေးတိုင်းမှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထုံချွာနိုင်ပါတယ် ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့မှာဒေသအလိုက်မူကြီးနိုင်ပါတယ်။မိုးစက်တိုက်ရွာသွန်းမှုတွေကြောင့်ရေလွှမ်းမိုးခြင်းနဲ့တရက်တစ်ပြက်ရေကြီးခြင်း၊မြေပြိုခြင်းအန္တရာယ်တွေကိုလည်းသတိပြုသင့်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေအနေနဲ့မုတ်တုံဝင်ရောက်လာမှုနဲ့အတူမွန်းလွဲနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်တာမိုးတိမ်တောင်တွေဖြစ်ပေါ်တတ်တာနေရာကွက်ပြီးမိုးကြီးတာမိုးသီးတွေကျွေကြတာလျှက်စီးလက်တာနဲ့မိုးချိုးပစ်တာအဆရှိတဲ့ဘေးရနေရာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ပုံမှုဂရုပြုကြဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံတော်ဝန်လုံးမှာနေပူချိန်တွေပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ် အခုဆက်လက်ပြီးနေလိုက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။မေလ12ရက်နေ့အတွက်မူလဝဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းမုဒ္ဒမခွေးနဲ့မြို့ဝကျောမော်ဒေသတို့မှာလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ကနေလှိုင်းအထင်တင်ရှိနေပါတယ်။ တနင်္လာရီကံရိုးရမ်းမှာလေဟာအနောက်ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊တနင်္လာရီတိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားကနေနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတော်ဝန်လုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ မနက်ဖြန်မေလ13ရက်နေ့အတွက်မူလဝေဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အတောင်ပိုင်းတို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်တနင်္သာရီကန်ယူရန်မုံတမကွေနဲ့မြဝကျောမော်ဒေသတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးချင်းတွေကတော့နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားကနေနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ ရေဒီယို NUG သောတာရှင်များခင်ဗျာဒီကနေ့ညပိုင်းရဲ့နောက်ဆုံးစီစဉ်ဖြစ်တဲ့တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာတပတ်အတွင်းသတင်းများကိုဝါဘာသာနဲ့ရာခေလမတင်ဆက်ပေးထားပါတယ်ခင်ဗျာပကေမမမ်စင်စကလာစမင်ကမတိုင်မေကင်ပွိုင်ပွိုင်ကန်ကီအစမေတကရကွန်လိုင်းစတန်ပဗန်တွာခိုင်ကရချက်ပန် NUG တုကမောယခိလာဟိုင် ស្តង់ទីកណេះពមជុចមយតាញញយអជុយាបិសងមកកញ្ចោកតឹមកញ្ចោមកបិសងមកកញ្ចោពិនបលីកតឹមកញ្ចោកនពីហាបហូនពមជុចលងងទិញឆប់កណេះកដគីផាន់លាសងាយស្មារីយូកញ្ចោកស្ទុយកដតាតាតេងសកាយមកឧបកាងគីសសម្បុនគួយកតឹមកញ្ចោគីមកតានកនពីហាបហូនលាសៀអតកលាដៃបាយអលះសែនម៉ៃមូហមតានគនពីហាបហូនកណេះសសងពុនស្ទុយគីតតកតឹមកញ្ចោឯខានគីតេតេតឡាយ กระเป๋าไปอย่างอะมาให้ปุ่นดีบลีการไลฟ์สางค์ตติดตันไลฟ์การเติมการจอยเอ็นกันแน่กับปะต่อขีคอมอุยคอมเลงกันแน่มัวปุ่ยปะปุ่นติคาซนเจ้าปืนปันลีไม้กลานเล่มขันขี้กระดก่อนปุ่ยหาปุ่นหงสุสานอังกฤษปุ่ยกับควายตีสารยังตีจูจาตีโอ้กะมาตันตติดตันไลฟ์มาสุสังผลกุยกับเป๋าขีดนักติเติมจอยตติดตันไลฟ์วงถึงช็อปลีไลฟ์สางค์อยู่นั้นพันหมอปลักระเจ้า รอมกราดที่อยากจีกีตปลาแกนแน่ให้ปูนที่กุยกราดจาตียำกว่านั้นพันหมอกกจอกราดที่อยากจีกีแคนกีมอรังเรียประต้อกวันไปาไปหนตตีตลายออมอยู่นั้นสสังปุ่นกวินกราดนักกิอยู่การจอกราดเติมกราดจอยแคนคีนอกีสารงตีจูจาติดราเรงตงพันน้งตะคี លួយតងាដៃសង្ហើយមកគឺចៅគួយកាតេះក្លាលឹមក្រដាតាទីតេងសកាយរៀងរាវបគួយក្លាលឹមអលះបាយអលះកណេក្រដាតាទីតេងសកាយខានគី꽌ពីហាពហ៊ុនលួយរេងបាយពុនគួយកាយូមឯពុនគួយកាតងវិណានេស្តាំងរាជិតជីកណេពមកជប់ចប់ពីកាន់ចក្រភិតតផាន់ដៃកាពុនឌីយូកាន់ចក្រភិតកបយ៉ាងណោះគីពមកជប់ចប់ញូតាញញុយអិតជូយ៉ាប្លាក់ក្របតោក្រភិតសុនគីពុនគួយកាពីឡាយស្តាំងយូណានក្រ จุดเจออมือตานอยู่เยจุยาราเร่งตางารานนมกระเดอขีพวันก็ดิมสงายจะที่อยู่กันจอเป่าเป่งก็พวันมูมาให้กุกันที่อยากจุกิติปลักหลักกุจีอันพันหมอปลักหลักกันจอปลักหลักผิดอังอาก็หัดเจอที่อยู่กันจออยู่ติลุมอันเตติเลขาอันดาราเร่งตางาปุ่นนมปมอเป่าเป่งอังอาไม้ปตอกระผิดลุมตรงเวติลุมอังอาไม้ปมอจุดจอ បស្ទុយម៉ាក់ស្នាក្រភេទខាន់គីទលុំអង្អាភ័យពុនទីយូកាចោក្រជុចោកាជីអានលេខៃអានប្រមោះប្លាក់ថាទិសទីក្រភេទជុចោកាតតេលងងជិអង្អាម៉ៃប្រឆាំងម៉ៃជុចោពីបឺថងកោលុំអង្អាកោហៃពុនទីយូកាចោក្រគុំទីលេខៃអានផាន់ម៉ោពុយពីយូកាចោក្រភេទតផាន់តៃកខាន់គីហៃពុនទីតោក្រភេទកាសនគីតតេអេបុនគួយកាចោហេស្តាំងលុយជីជីកានេះជុចោប្លាក់ថាញុតាញញយេជុយ៉ាប្លាក់ថាស្ទុយ พันหมอปลักกลับช่างมาอินเทอร์เน็ตคันเกี่ยวกับปุ่นที่อยู่กันจอกะซาลตี้กุดากุจิกระขี่ควันแหลกสง่ายไฟกล้วยกระตัดกีสง่ายตีตะไลพันหมอผู้ให้ปุ่นแฟเดพันหมอผู้ให้ปุ่นกระดาษเดียวแต่ถึงสกายมะกุยเดียวแต่ถึงมันตะลีปะหมอพันหมอเดียวแต่ถึงปะอบกว้างกว่าเปอร์เซ็นต์ ่าหักแต่ตปลาการเขียงอากอสสังอินเทอร์เน็ตปุนดิกุยกราลามาสสังปุนกุยกราสตรีของอุยยปุนดกุยกสาตีมาสนกวนพิหาพุนราเซียไปตะตตะไหลท่านหมอกระดาษเดียวแต่ดึงสกายแกนได้ป่าเป็นตงาราเเนยังอัตกียตายเนหมอสนกรบประชากพิหาพุนสนอินเทอร์เน็ตสสังกุยกลประมสนกนยมจองนกิสสังปุนก internet kan ki hai pun ko ka sa ti federal net ku ta ku ti so sang hai pu ka sha ki ti pok yam in phan mo pu hai pun ti sha federal net kan ki hai ku ti ta san ra mun lui rein ta ti ta lai pun ku ka ta stang pun chi chi ka na pu mo chup cho ta plan man pu suk sa mo ke cha hai pun ki ta mut chup cho pu pati lai stang ku ta ku ti so sang pun ku ka pun ploy ki chup cho pu pati lai stang pu mo chup cho uk a chu ya pun ti ku khu ka ki phan mo ka da ki phan lui sang ngai ka da mung ខាន់ខីក្រសងាយខីលុយលុយសងាយកានេប្រមប់មឹងផ្លាក់ប្រាយក្រក្រទៅយូគីកានចោផ្លាក់ប្រាគុំប្រសាងម៉ៃស្តាំងកានេប្រមប់ផ្លាក់ប្រាអសូយ៉ាយូគីពន្ធកុខ្យូកាជិបចលានមានបុសុខសាក្រមឹងញ៉ាំម៉ាផាន់ម៉ោពីប៉កយ៉ាំអ៊ីនយ៉ាំទីអេឡៃស្តាំងយ៉ាំទេមឡៃស្តាំងខាន់គីអង្គុយកាប្លាកាយ៉ាអង្គុយកាយេតទីដឡៃមកគុយកានុកាចិនសុនគីកាប់យ៉ាហាក់ចែប្រមប់ពុយបទីឡៃស្តាំងខាន់គីអង្អា ពួយរាមូតគិតិផានម៉ោមើមញ៉ាំម៉ាមកបកឡាតទីតឡៃផានម៉ោចុចពួយបតតើអឿនក្រងចុចពួយចទីឡៃស្តាំងខាន់គីកដារ៉ារេងតងាពុននំកាប់យ៉ាហាក់ទេសោសាពុនគីកាប់លកាយ៉ាម៉ៃសោសាពុនមកកាប់យេសុនគីមើមញ៉ាំម៉ាអង្អាកោសោសាពុនប្រយគិតិអំបំបកគេមអេនកាឆោតអ៊ីនធឺណិតអង្អាកោសោសាអង្គីគួយកាតតីបំមកកាតឹមកាចុយសុនកា นับยามกับยังก่อนไปหาประหนสอบบอกกับตึนเจสซนกีการจอกปลอกแยมเอ็นสตางกุจิอังอาก็ให้กวยกระทอมกีตียามอนนั้นท่านบอกกระดาปลอกแยมเอ็นมอคือเจ้าแต่กลาลืมกระดาเมืองยามากุยกระ យ៉ាងរៀងអាក់រ៉ាលទីមកក្រាប់តេតេទៅជីទៅទីទាំងឡាយអមយុណានផាន់មកក្រាប់មើងខាន់គីផាន់មកមើងហមមកណែលាក់រ៉ាមីឌៀអង្អាកោសុសាំពុតគួយក្រាប់ពីហេឡៃស្តាំងមកហមប្រាប់ប៉ាស៊ីទៅទីទាំងឡាយមកក្រាប់ទីងជីសុនផងមកជុំចោពីពីទីឡៃស្តាំងពលទីតកាឡៃស្ទីទៅទីទាំងឡាយយុណានហេស្តាំងអិនមកឡៃស្តាំងបតជុំចោពីពីកាយកាយកដាច់ចាក់ផាន់អេនយូជីខវ៉ាញ៉ាត់ពីកងឡៃស្តាំងអិនកែពីក្រាប់ផារ៉ូផារីម៉ៃកែមកក្រាប់ផ្លាត់ប្រាំងសុពីទៅទីទាំងឡាយកែស្តៃទីមកសុនគួយក៏ដកវីហេ ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုပြစ်တရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ line to 16မီတာ17.8 MHz နဲ့ညပိုင်း၈နာရီခွဲမှာ line to 25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းလို့နိုင်စေပါပြီ။ မြန်မာနိုင်ငံလူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေတာပေါ့။မြေသားမျိုးတွေဆိုရရင်စက်တော်ရင်ခရီးအချက်အလက်တွေလူပညာဝန်ကြီးဌာနကထုတ်ပြန်တဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်လို့အားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးပေါ်ကအောင်ရမည်